အာမေးနီးယားနဲ့ပွဲမှာယူလောက်ဆရာစွမ်းဆောင်ရည်ကိုပြသနိုင်ခဲ့တဲ့ဘရူနိုယူနိုက်တက်မှာပါကြောင့်အခုလောက်ခြေစွမ်းမပြနိုင်ရတာလေ။ရေးသမားလုံးမဲ့မင်္ဂလာပေါ့များမန်ချက်စတာဖုတ်ဘောဆောင်တင်ဆက်နေပါလိမ့်။ဘရူနိုဖာနန်ဒက်စ်ရဲ့အာမေးနီးယားနဲ့ပွဲမှာပြသခဲ့တဲ့စွမ်းဆောင်ရည်ကတကယ်ကိုမှလက်ဖျားခါချင်းစရာကြီးပါပဲ။သူရဲ့တည်ဆင်းစရာတွေကိုကြည့်လိုက်မယ်ဆိုရင်ကမ္ဘာကောင်းဆုံးအလဲတန်းကစားမတစ်ယောက်ရဲ့ရည်သွေးတွေကိုအပြည့်အဝတွေ့မြင်နိုင်ပါလိမ့်။ဘရူနိုကယူနိုက်တက်မှာထက်ပေါ်တူဂီသင်းမှာပေါ်ပြီးထူးချွန်နေတာတွေ့ရပါတယ်။ဒါကအခုလိုအကြောင်းမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ နံပါတ်1 tactical role နီးပြားဆိုင်ရာကဏ္ဍကွာခြားမှုပေါ်ဂီသင်းမှာဘရူနိုကို free attacking midfielder အနေနဲ့အသုံးချပါတယ်ဆိုလိုရာကတော့သူ့ကိုကစားကွင်းရဲ့အရှေ့ပိုင်းမှာလွတ်လွတ်လပ်လပ်နဲ့ဖန်တီးကွင်းပေးချတာပါရိုနယ်ဒိုလိုကမ္ဘာအကောင်းဆုံးတိုက်စင်မှုတွေရှိနေတဲ့အတွက်ဘရူနိုအနေနဲ့ chance creator ဂိုးခွင့်ရေးဖန်တီးပေးသူနဲ့ finisher ဂိုးသင်းသူဆိုတဲ့နှမျိုးစလုံးဖြစ်ကစားနိုင်ပါတယ်ဒီနေရာမှာသူ့ကိုခန်းစစ်ကာကွယ်ရေးပိုင်းမှာတောင်းယူစရာတိတ်မလို့အပ်တော့ပါဘူး Attackin Freedom တိုက်စစ်ကစားခွင့်ကိုအပြည့်အဝရရှိထားပါတယ်။ဒါပေမဲ့ United မှာကြတော့မတူတော့ပါဘူး။ညတက်မှာ Bruno က Playmaker Plus Workhorse ကစားမဖန်တီရှင်အပေါင်းအလုပ်ကျန်းသမားဆိုတဲ့နှမျိုးပေါင်းဖြစ်ကစားရပါတယ်။အသင်းရဲ့ဖွဲ့စည်းပုံမှာမတည်ငြိမ်တဲ့အတွက် Bruno က Defensive Pressing, Kagwe PR, Ball Recovery, ဘောလုံးပြန်လည်ရယူခြင်း transition play ကစားနည်းပြောင်းလဲမှုစတာတွေကိုအကုန်လှုပ်ဆောင်နေရပါတယ်။တိုက်စစ်မှာလည်းခြားကစားမားတွေရဲ့ထိရောက်မှုနည်းတဲ့အတွက် Bruno ရဲ့ key pass အဓိကဘောလုံးပေးပို့မှုတွေက မအောင်မမြင်ဖြစ်ရပါတယ်။နံပါတ်1 Teammate Quality အသင်းပေါ်များရဲ့အရည်အသွေးပေါ်တူဂီသင်းမှာဘရူနိုရဲ့ပတ်ဝန်းကျင်မှာကမ္ဘာကောင်းဆုံးကစားမတွေရှိနေတာဖြစ်ပါတယ်။ဒီလိုမျိုးစင်းမြင်ကစားမတွေနဲ့ကစားရတဲ့အခါမှာဘရူနိုရဲ့ fantasy ပေးမှုတွေကိုသူတို့ကနားလည်ကြပြီးတော့ထိထိရောက်ရောက်အသုံးချနိုင်ကြပါတယ်။လက်ထက်မှာကျတော့ကွဲပြားခြားနားချက်ရှိပါတယ်။အသင်းကပြန်လည်တိစောက်ရေးကာလကိုဖြတ်တန်းနေရပြီးကစားမတွေရဲ့အရည်အသွေးနဲ့အတွေ့အကြုံကလည်းမမျှတပါဘူး။ အဲဒါကြောင့်ပဲဘရူနိုရဲ့မျက်လှည့်ပြသလိုပေးပို့မှုတွေကိုခြားကစားမားတွေကမှန်မှန်စနိုင်တာမျိုးသူရဲ့ကြံ့ဖန်ရှိမှုတွေကိုနားမလည်တာမျိုးတွေဖြစ်တတ်ပါရင်နံပါတ်3 psychological environment စိတ်ပိုင်းဆိုင်ရာဝန်းကျင်ဘော်ရီသင်းမှာဘရူနိုဟာသူရဲ့နိုင်ငံအတွက်ကစားတာဖြစ်ပြီးတော့ပဝန်းကျင်ကလည်းသူ့ကိုယုံကြည်အားကိုးကြပါရင်ဒါကသူရဲ့စွမ်းဆောင်ရည်ကိုပုံမှန်မြင့်တင်ပေးနိုင်တဲ့အချက်ဖြစ်ပါရင်ရတတ်မှာကြတော့ club pressure club pr media scrutiny media စီစစ်ဝေဖန်မှု inconsistent result မတူညီတဲ့ရလဒ်ဒီစာရီကဘရူနိုရဲ့စိတ်ပိုင်းဆိုင်ရာကို burdened ဝန်ထမ်းဝန်ပိုးဖြစ်နေစေပါရီ Gladcolon ရဲ့အောင်မြင်မှုကသူ့ရဲ့ပခုံးပေါ်မှာအဓိကရှိနေတယ်လို့မျိုးခံစားရတတ်ပါရီအာမေနီးယားနဲ့ပွဲမှာပြသခဲ့တဲ့စွမ်းဆောင်ရည်ကိုကြည့်မယ်ဆိုရင်ဘရူနိုရဲ့ပွဲပေါ်မှာဘလောက်ထိအရေးပါတယ်ဆိုတာသိတာထင်ရှားနေပါရီသင်ကို၃ကိုဒါကသူ့ရဲ့တိုက်စီမြင်တဲ့ဂိုးသင်းနိုင်စွမ်းကိုပြသနေပါရီအခွင့်အရေးကြီးကြီးမားမားဖန်တီးမှုတစ်ချိန်ဒါအပွဲကိုပြောင်းလဲပြစ်နိုင်တဲ့အရေးသွေးပါပဲအဓိကကြတဲ့ဘောလုံးပေးဖို့မှုရှိချင်းသူကအသင်းရဲ့တိုက်စစ်ကိုဦးဆောင်နေတဲ့အုံနောက်ပါပဲ ဖြတ်တင်မော9ကြိမ်၊ပြိုင်မဲ့ခန်းစစ်ပိုင်းကာကွယ်ရေးကိုချုပ်ဖြတ်နိုင်စွမ်းရှိတာပါ။ပေးပို့မှု96ကြိမ်၊ပွဲတွင်မှာသူဘလောက်အရေးပါတယ်ဆိုတာပြတ်တာနေပါရီ။ကိုပေါက်ကန်ချက်9ကြိမ်၊သူဟာဂိုးကိုချင်းချောင်းနိုင်တဲ့ကစားမဖြစ်ပါရီ။ဘောလုံးထိချက်92ကြိမ်၊ပွဲတွင်မှာသူကဘောလုံးနဲ့မကြခဏထိတွေ့ပြီးတော့ဩဇာညောင်းနေပါရီ။တူရင်းဘောလုံးရှင်လူရမှာအောင်မြင်မှု9ကြိမ်၊ခန်းစစ်ပိုင်းကုကန်ကာကွယ်ရေးမှာလည်းသူ့ရဲ့တာဝန်ကိုထမ်းဆောင်နေပါရီ။တူရင်းလိန်ခောက်ကြော်ဖြတ်ရမှာအောင်မြင်မှု10ခန်းတော့ဒါတော့အမှန်ကန်ပါပဲ။ သူဟာပြိုင်ဘက်ကိုကြော်ဖြတ်ရမှာပြီးပြည့်စုံတဲ့စွမ်းဆောင်ရည်ကိုပြသခဲ့တာဖြစ်ပါတယ်။အကျိုးဆိုရင်တော့ Bruno Fernandes ဟာကမ္ဘာအဆင့်မီကစားမတစ်ယောက်ဖြစ်ပြီးတော့သူ့ကိုမှန်ကန်တဲ့နည်းပြဟာအဆင့်မီတဲ့အသင်းပေါ်ကြီးကောင်းမွန်တဲ့စိတ်ပိုင်းဆိုင်ရာဝင်ကျင်တဲ့ပေးအပ်မယ်ဆိုရင်သူ့ရဲ့စွမ်းရည်တွေကအပြည့်အဝဖော်ပြနိုင်မှာဖြစ်ပါတယ်။အာမေးနီးယားနယ်ပွဲမှာသူပြသခဲ့တဲ့စွမ်းဆောင်ရည်ကဒီချက်ကိုခိုင်ခိုင်မာမာတက်တည်ထူလိုက်တာပါ။ညတဲ့အနေနဲ့လည်း Bruno ကိုပေါ်တူဂီသင်းလိုမှန်ကန်တဲ့ပဝင်းကျင်ပေးနိုင်မယ်ဆိုရင်သူကပရီးမီးယားလိမှာလိုမျိုးပဲအန်အောဖွယ်စွမ်းဆောင်ရည်ကိုပုံမှန်ပြသနိုင်မှာဖြစ်ပါတယ်။ ေကြပေါ့ပါပဲညီကိုတို့ကရောဘလို့မြင်ကြလဲခင်ဗျာပြောပြပေးသွားခဲ့ကြပါဦးခင်ဗျာဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတာအားလုံးကိုကျေးဇူးထူးတင်ရှိပါရခင်ဗျာ